TV အစီအစဉ် diet ထုတ်လွှင့်တင်ဆက်မှုတွေနဲ့ streaming တွေဟာပကတိဖြစ်ရအတိုင်းရိုက်ကူးတင်ဆက်နေတာကြောင့်တခြားသောတင်ဆက်မှုတွေထက်ပိုမိုထူကြပါရစေ။ဒီလိုထုတ်လွှင့်မှုတွေဟာအထူးတလည်တီးဖြတ်ပြင်ဆင်မှုတွေမပါရှိတဲ့အတွက်ပရိသတ်တွေအနေနဲ့အမှန်အတိုင်းမြင်တွေ့ရလိမ့်ရှိပါရစေ။ဒါကြောင့်မဲမထင်မထားတဲ့ဖြစ်ရတွေ၊ထိတ်လန့်အံ့ဩဖွယ်ရဖြစ်ရတွေကလည်းကမ္ဘာအနှံ့ကကြီးစုသူတွေစီမတော်တဆရောက်သွားတတ်ပါရစေ။ဒီကနေ့မှာတော့တင်းတဲ့ကို diet တင်ဆက်ထုတ်လွှင့်နေတဲ့ရိုက်ကူးမိတဲ့ထိတ်လန့်ပေါ်ရဖြစ်ရတဲ့ချုပ်ကိုစူးစီးတင်ဆက်ပေးသွားမှာပါ။ ကဲဒီတော့အရင်ဆုံးအနေနဲ့အစီအစဉ်လေးမစခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ကြတယ်လို့ဆိုရင်လည်း subscribe လုပ်သားဖို့တောင်းဆိုပါရစေ။အစင်းသင်းဖြစ်ပြီးဆိုရင်တော့စလိုက်ရအောင်ပါ။အိမ်ဖြူတော်ကအဖြူရောင်အရာစီးရီးယားကသတင်းစာရှင်းလင်းပွဲတစ်ခုမှာထိုင်လန်ဘွေရမြင်ကွင်းတစ်ခုဟာကဘာတလွားကကြီးစုသူတွေကိုအာဟန်တင်စေခဲ့ပါရစေ။ တမရအိုဘားမားကပြည်သက်ကိုစကားပြောနေစမှာပဲထူးဆန်းတဲ့အရာတစ်ခုဟာသူ့အနောက်ဘက်ကမှန်ရင်အရေးထဲမှာပေါ်လာခဲ့တာဖြစ်ပြီးဒီအရာဟာအနဲ့ရောင်ဝန်းစားတွေနဲ့ဝေးရုံတစ်ခုချုံလန်းထားတယ်လို့ထူးဆန်းတဲ့စွမ်းရည်တစ်ခုဖျားထွက်နေတယ်လို့မြင်တွေ့ရပါတယ်။ကြီးစုသူတွေကတော့ဒါဟာအင်ဖြူတော်နဲ့အချိန်တော်ကြာဆက်နွယ်နေတဲ့ဝန်ကြီးတစ်ခုဖြစ်လိမ့်မယ်လို့ယူဆထားပါတယ်။အစပိုင်းမှာတော့ဒါဟာအပြင်ဘက်ကတစုံတရာရဲ့အလင်းပြန်မှုဖြစ်လိမ့်မယ်လို့ထင်မြင်မိခဲ့ကြတာပါ။ ဒါပေမဲ့လည်းနောက်ထပ်စစ်ဆေးမှုတွေလှုပ်ဆောင်ပြီးတဲ့နောက်မှာတော့ဒီယူဆချက်ကလည်းပပျောက်သွားပြီ။ဒီအရာဟာတာမန်အလင်းပြန်တစ်ခုလို့မဟုတ်ပဲမှန်တဲ့ကပုံရိပ်တွေကနေအပြစ်မှာဖြစ်ပျက်နေတဲ့အရာတွေနဲ့ခြားနားနေခဲ့ပါတယ်။ဒါကြောင့်တခြားသောထင်မြင်ချက်တွေလည်းပြန့်နှံ့လာကြပြီးအင်ဖြူရောဟာအမှန်တကယ်ပဲခြောက်လှမ်းမှုတွေရှိသလားလို့ဆိုလာကြပါတယ်။အင်ဖြူရောမှာထူးဆန်းတဲ့ဖြစ်ရပ်တွေပေါ်ပေါက်လာခဲ့တဲ့ရှေ့လျတဲ့တပိုင်းကြောင်တွေရှိသလိုထူးဆန်းတဲ့အတန်တွေနဲ့ရှင်းပြလို့မရနိုင်တဲ့ဖြစ်စဉ်တွေအချိန်အတော်ကြာဖြစ်ပွားနေတဲ့အကြောင်းပြောဆိုမှုတွေရှိခဲ့ပါတယ်။ တခါတုန်းကမီရှယ်အိုဘားမားကလည်းထူးဆန်းတဲ့စူညံတန်တွေကြားရကြောင်းဟာသားလို့ပြောဆိုသေးပြီးအင်ဖြူတော်ဟာဝင်းကြီးဧည့်သည်တော်တွေရှိလိမ့်မယ်ဖြစ်တယ်လို့ဆိုပါတယ်။အဲဒီနေ့ကဖြစ်ရက်ကတော့အင်ဖြူတော်ကတဆေကိုအမှတ်မထင်တွေးမိတယ်လို့ဆိုနိုင်ပြီးဒီအစာအုပ်ရဲ့ကြောက်လန့်စရာဇလန်းတွေတဲ့နောက်ထပ်ဖြစ်ရက်တစ်ခုထပ်တိုးလို့နေခဲ့ပါတယ်။အယောင်ပြောင်းလက်ဆွဲဒါရိုက်ထုတ်လွှင့်နေစမှာကြီးစုသူတွေကိုခေါင်းရှုပ်သွားတဲ့ဖြစ်ရက်တစ်ခုရှိခဲ့ပူပါတယ်။ UK နိုင်ငံရဲ့သတင်းသမားတစ်ယောက်ဟာအင်တာဗျူးတစ်ခုဖြေဆိုခဲ့ပြီးတဲ့နောက်တောက်ပတဲ့အနီးရောင်လက်ဆွဲတစ်ခုတဲလာခဲ့ပါတယ်။ ဒီအရာကိုကြည့်ရှုသူတွေလည်းမြင်တွေ့ခဲ့ပြီးအဲ့ဒီအမျိုးသားဟာကားပါကင်ကိုလမ်းလျှောက်သွားတဲ့အချိန်မှာဒီလက်ဆွဲရေးဟာအယောင်ပြောင်းသွားပြီးအခုလိုပဲအစိမ်းအောင်ဖြစ်ပြောင်းလဲသွားတာပါဒီဖြစ်အပေါ်ကြည့်ရှုသူတွေကလည်းထင်မြင်ချက်အမျိုးမျိုးပေးနေကြပြီးတချို့ကလည်းဒါဟာလျှို့ဝှက်လုံခြုံရေးအစီမံလို့ဆိုကြတယ်လို့တချို့ကလည်းဒါဟာပကတိဖြစ်တည်မှုရဲ့ချိုးယွင်းမှုတစ်ခုလို့ဆိုကြပါတယ်ပိုးပြီးထူးဆန်းတာကတော့အဲ့ဒီလက်ဆွဲရေးဟာအစိမ်းအောင်ကနေအနီအောင်ကိုတခဏအတွင်းမှာပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်ဒီတော့ဒါဟာအမြင်အယုံလှည့်စားမှုတစ်ခုလားဒါမှမဟုတ်ဒီလက်ဆွဲရေးထဲမှာတစုံတစ်ခုရှိနေတာလားပြိတ္တတို့ရောဘယ်လိုမျိုးထင်မြင်ယူဆကြပါသလဲ ရဟယင်ဖြစ်ရဆိုတခါတော့ကသတင်းတင်ဆက်မှုတစ်ခုကနေထိတ်လန့်ကြောင်းရုံပေါ်ရအစီအစဉ်တစ်ခုအဖြစ်ပြောင်းလဲသွားမှုပါတယ် ABC သတင်းဌာနကရဟယင်တစီဟာ Brooklyn မြို့နယ်ကအစာအုပ်တွေပေါ်ပြန်တန်းရင်ရုတ်တရက်ထိမ့်ချုံမရဖြစ်သွားပြီးရဟယင်ကလည်းလေထဲမှာလဲထွက်လာရင်မြေပေါ်ကိုပြတ်ကျလာခဲ့ပါတယ်ကြီးစုသူတွေကလည်းအသက်ရှူမရဲလောက်အောင်ထိတ်လန့်တုံ့လောက်သွားကြပြီးကံကောင်းစွာနဲ့ပဲဒီရဟယင်ကအစာအုပ်တစ်ခုရဲ့အမိုးပေါ်ကိုဆင်းသက်နိုင်ခဲ့ပါတယ် အဲအဘကောင်းစွာနဲ့ပဲရဟယင်ပေါ်ပါဝင်သွားတဲ့လူအလုံးဟာဘေးကင်းအသက်ရှင်ကြပြီးနှလုံးရပ်ပတန်ထိတ်လန့်တုန်လှုပ်ခဲ့တဲ့ဒီဖြစ်စဉ်ဟာဒါရိုက်ထုတ်လွှင့်တင်ဆက်မှုတမိုင်းတလျှောက်အထူးခြားဆုံးနဲ့ကံအကောင်းဆုံးဖြစ်စဉ်တစ်ခုအဖြစ်ယူဆခဲ့ပါတယ်။ဒီဖြစ်ရဟာလည်းတရင်တောက်တွေရဲ့အန္တရာယ်များလာတဲ့အလုပ်သဘောတဘာဝကိုမြင်တွေ့ရပါပါ။လေးမှုရဲ့ရဲရင်မှုကြွန့်ကျင်မှုနဲ့ဆုံးဖြတ်ချက်လှည့်မြန်မှုတွေကြောင့်အခုလိုဘေးကင်းသွားတာဖြစ်ပြီးဒါဘဝရဲ့ခံမမရတဲ့အခြေအနေနဲ့အန္တရာယ်များတဲ့အနေအထားအတွက်အဆင့်အင့်ပြင်ထားကြောင်းကိုတတ်သိပြလို့နေတာဖြစ်ပါတယ်။ စုံပြီးသတိပေးချက်တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုမှပါဝင်လာတဲ့အရေးပေါ်အခြေအနေတွေဟာလျှက်တပြက်ကြောက်တဲ့ NRA နဲ့ပတ်သက်လို့ကြီးစုသူတွေကိုသတိပေးနေတယ်လို့တောင်ဆိုနိုင်ပါတယ်။များသောအားဖြင့်ပြင်းထန်တဲ့ရာသီဥတုအခြေအနေတွေ၊သဘာဝကပ်ဘေးတွေစတာတွေနဲ့ပတ်သက်တဲ့သတိပေးချက်တွေကိုသာမြင်တွေ့ရတတ်ပါတယ်။ ဒါပေမဲ့လည်း KRTV ကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကတော့ထူးဆန်းအံ့ဩဖွယ်ရထူးထူးဆန်းဆန်း3ပေးချက်တခုမြင်တွေ့ခဲ့ရပါတယ်။အဲ့ဒါကတော့ဒါရိုက်တင်ဆက်နေသူဟာအာဏာပိုင်တွေကတည်ဆုံမိသားသူတွေကိုပြန်လည်နိုးထလာအောင်အသက်ရှင်သူတွေကိုလိုက်လံတိုက်ခိုက်နေကြောင်းတင်ပြချက်တွေရရှိတယ်လို့ကြေညာခဲ့တာဖြစ်ပါတယ်။ ဒီကြညာချက်ဟာကြီးစုသူအလုပ်ကိုထိတ်လန့်စေခဲ့တယ်လို့အများစုကလည်း911ကိုဆက်သွယ်ကြပြီးသူတို့ဟာစုံပြီးကဘာပြက်ကပ်ဘေးကိုရင်ဆိုင်ရတော့မယ်ဆိုတာအမှန်တကယ်ယူဆသွားကြပါတယ်။နောက်ဆုံးမှာတော့ TV အတန်းတွေဌာနကသူတို့ရဲ့ထုတ်လွှင့်တင်ဆက်မှုမှာထပ်ခံလိုက်ရတဲ့အကြောင်းပြန်လည်ထုတ်ပြန်ခဲ့ပါတယ်။အခုလိုမျိုးပြန်နှံ့နေခဲ့တဲ့ထိတ်လန့်ဝေရသတင်းဟာလည်းသတင်းအမှားဖြစ်ကြောင်းထုတ်ပြန်လာခဲ့ပါတယ်။ဒါပေမဲ့ဒီဖြစ်ရပ်ဟာထင်တာထက်ပိုမိုရှုပ်ထွေးနေပြီး complaint 8888ဆိုတဲ့စာရွက်စာတမ်းတချို့ American ကာကွယ်ရေးဝန်ကြီးဌာနကနေပေါက်ကြားလာခဲ့ပြီး ဲ့ဒီထဲမှာဇွန်ဘီကပ်ဘေးကြီးကြောက်လာရင်ဘယ်လိုလုံးဆောင်ရမလဲဆိုတဲ့စစ်ဘက်ဆိုင်ရာအစီအမံတွေကို ဖော်ပြထားတာဖြစ်ပါတယ်။တိုက်ဆိုင်စွာနဲ့ပဲဒါဟာထူးဆန်းတဲ့ထုတ်လွှင့်တင်ဆက်မှုဖြစ်ခဲ့ပြီးနောက်၃နှစ်အကြာမှာပေါ်ပေါက်လာခဲ့တာဖြစ်ကဒါဟာဇွန်ဘီကပ်ဘေးနဲ့ပတ်သက်တဲ့ထင်မြင်ယူဆချက်တွေကိုအားဖြစ်ပေးသလိုဖြစ်သွားခဲ့ပါတယ်။ပြောရမယ်ဆိုရင်တော့ဒါဟာဟက်ခံရတယ်ဆိုတဲ့တမန်သတိပေးချက်ထပ်ပို့လို့နေပါတယ်။ဒီဒါရိုက်ထုတ်လွှင့်မှုတွေဟာတည်ငြိမ်မှုမရှိတဲ့ဒါရိုက်တင်ဆက်မှုရဲ့သဘာဝအပြင်ကျွန်တော်တို့မမျှော်လင့်ထားတဲ့ကြောင်းမဖွယ်ရအရာတွေဟာမထင်မှတ်ထားတဲ့အချိန်မှာပေါ်ပေါက်လာတဲ့ကြောင်းသတိပေးနေရလည်းဖြစ်ပါတယ် ဘောလုံးပွဲတွေကအံ့ဩဖွယ်ရာကာကွယ်မှု2012ခုနှစ်တုန်းကကျင်းပခဲ့တဲ့ Africa Flag ပြိုင်ပွဲမှာ Ivory Coast အသင်းနဲ့ Egypt အသင်းတို့ရှင်ပြိုင်တဲ့ပွဲစဉ်မှာ Eric ကပနတီကန်သွင်းမှုလွဲချော်ပြီးတဲ့နောက်မထင်မှတ်ထားတဲ့အလဲပြောင်းတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။အဲဒီပနတီကန်သွင်းမှုဗီဒီယိုကိုပြန်လည်သုံးသပ်ကြည့်တဲ့အခါမှာတော့ကြည့်ရှုသူတွေလည်းထူးဆန်းတဲ့တစုံတစ်ခုကိုမြင်တွေ့ခဲ့ရပါတယ်။ဘောလုံးက5ဘတ်ကိုဥတီလာချိန်မှာတော့အဲ့ဒါကိုမမြင်ရတဲ့တစုံတစ်ခုကဂျားဝင်တားဆီးဖို့စူးစမ်းခဲ့ပုံမှာ။ ဒီထူးဆန်းတဲ့အခိုက်အတန့်ဟာကြီးစုသူတွေအကြသဘာဝလုံးစွမ်းရည်တွေပါကစားပွဲတွေပါဝင်ပတ်သက်သလားဆိုတဲ့မေးခွန်းတွေပေါ်ပေါက်စေပါရယ်တခြားသောထဲသွင်းစဉ်းစားနိုင်တဲ့ဖြစ်နိုင်ခြေတစ်ခုကတော့ဒီအရေးလိုအရာဟာကစားပွဲတွေမှာအမှန်တကယ်ပါဝင်ပတ်သက်တာမဟုတ်ဘဲကင်မရာရှူတော့တွေကြောင့်အမြင်မှားမှုဖြစ်စေတယ်လို့ဆိုကြပါရယ်တစေတကောင်ကကိုဘကိုကာကွယ်ပေးတယ်ဆိုတဲ့ယူဆချက်ဟာအနေငယ်ထူးဆန်းနိုင်ပေမဲ့အာကစားတပိုင်းမှာအခုလိုမျိုးတဘာဝလုံးဖြစ်ရဲ့အရာတွေပါဝင်တဲ့ရခင်တုံးကဖြစ်ရဲ့တွေလည်းရှိခဲ့ဘူးတာကြောင့်ဒီယူဆနဲ့ပတ်သက်လို့လဲဆွေးနွေးညှင်းခုန်နေစေဖြစ်ပါတယ် ထူးဆန်းတဲ့ဗဟေတိထိမင်ကျက်တွေအမျိုးမျိုးကြားမှာထူးဆန်းတဲ့ theory တခုကတော့ဂန်နဝင်းအမှုပညာရှင် Michael Jackson နဲ့ပတ်သက်ပြီးသူ့ရဲ့တည်ဆုံးမှုကိုအတုအယောင်လို့ယူဆနေတာပဲဖြစ်ပါတယ်ဒီ theory ဟာအငင်းပွားဝဲရဖြစ်ပေမဲ့လည်း2018ခုနှစ် Amy Edward Superway အခမ်းအနားမှာတော့အရင်ကထပ်ပုံမှုမြင်မာလာခဲ့ပါတယ်။ Donald Glover တယုတ်ဆောင်ထားတဲ့ Michael Jackson ကိုနှိညာထားတဲ့ Tandy Perkins ဆိုတဲ့ဇက်ကောင်ဟာကြီးစုသူတွေကိုဗဟေးတွေဖြစ်စေခဲ့ပါတယ်။အခြေအနေတွေကိုပိုဆိုးစေခဲ့တာကတော့ Glover ရဲ့ညီအကိုဖြစ်တဲ့ Steven ဟာအခမ်းအနားမှာ Freaking နေရာကနေတက်ရောက်ခဲ့ပြီးဒီအဖြစ်ပြက်ဟာ Teddy Freaking က Michael Jackson ကိုတိုင်ရုပ်ဖြတ်ထားပြီးသူ့ရဲ့လှုပ်ဝက်သတင်းစကားပေးပို့ဖို့အတွက် show ကိုအသုံးချတာဖြစ်လိမ့်မယ်ဆိုတဲ့ Kolahala တွေပုံမှန်မြင့်တက်လာစေခဲ့ပါရီဒီအယူအဆကိုပုံမှန်ထောက်ပံ့ပေးခဲ့တာကတော့ဇဝင်ငန်းတစ်ခုမှာ Freaking ဟာတက်ဖြတ်ခံရပေမဲ့တကယ်တမ်းမှာအသက်ရှင်နေတာလည်းဖြစ်ပါရီ Michael Jackson ရဲ့ပရိသတ်အများစုဟာဒါဟာ Jackson ကိုတိုင်ပရိသတ်တွေကိုတိုက်ရဲအတိပေးခြင်းတွေသတင်းစကားအဖြစ်ယူဆခဲ့ကြပါရီ Jackson တိတ်ဆုံးမှုနဲ့ပတ်သက်ပြီးအငင်းပွားပွဲရာတွေကလည်းပုံမှန်မြင့်တက်လာစေခဲ့ပါရီ ဆက်လက်ပြီးတော့မှဒေါ်နယ်ထရန့်နဲ့ဒူတမ်ရာဂျီဒီဗန်စတိုဟာယူကရိန်းတမ်ရာဇလန်စကီကိုအိမ်ဖြူတော့မှမချေမငံဆက်ဆံရခဲ့တဲ့ဖြစ်ပျက်ကိုအတော်များအမှတ်ရအောင်ပါပါဒီကိစ္စကြောင့်ကမ္ဘာတစ်လွှာကလူတော်တော်များများကလည်းအံတုံ့နှုတ်ခဲ့ရသလိုဂျီဒီဗန်စနဲ့ပတ်သက်ပြီးလည်းဝေဖန်မှုတွေရှိခဲ့ပါတယ် ဗိုလ်ထူးဆန်းတာကတော့လူတချို့ကဗီဒီယိုကိုအနှိပ်ပြခွက်နဲ့ကြည့်ရှုရင်စက္ကန့်တိုင်းကိုအသေးစိတ်ကြည့်ရှုတဲ့အခါမှာတော့စက္ကန့်အနည်းငယ်လေးအတွင်းမှာ JD Vance ရဲ့မျက်လုံးကနေမျက်နှာပေါ်သွေးတွေချာဆင်းလာတာကိုမြင်တွေ့ခဲ့ရပါတယ်။တချို့ကတော့ဒါဟာကင်မရာရဲ့ထူးဆန်းတဲ့ချိုးယွင်းမှုတစ်ခုလို့ဆိုကြပြီးတချို့ကလည်းဒါဟာနတ်ဆိုးတွေနဲ့ဆက်ဆက်မှုရှိတယ်လို့ဆိုကြပြန်ပါတယ်။ကဲဒီတော့ပြည်သက်တွေရောဒီဖြစ်ရတဲ့ပတ်သက်ပြီးဘယ်လိုမျိုးထင်ယူဆကြပါလဲ။ ဟုတ်ကဲ့ပါကျွန်တော်ခုတင်ဆက်ပေးခဲ့တာတွေကတော့တိုင်ရိုက်ထုတ်လွှင့်နေစဉ်အတွင်းအမှန်ပတ်ရင်ရိုက်ကူးမိတဲ့ကမ္ဘာတစ်လောကထူးခြားအံ့အဝေးအဖြစ်ရတဲ့ချို့ကိုစူးစီးတင်ဆက်ပေးခဲ့တာပါအခုတင်ဆက်ပေးတဲ့ဖြစ်ရတွေထဲမှာဘယ်တစ်ခုကပြည်သက်တူတူအံအသင့်စီဆုံးလဲဗျခေါမမှာပါဝင်ဆွေးနွေးပြသလိုက်ပါအဆီဇင်လေးကိုအဆုံးထိလိုက်ပါကြည့်ရှုအားပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ